ကျွန်တော်နာမည်ကကျော်စိုးလင်းပါကျွန်တော်ယူမဘန်မှာလက်ရှိ CEO တာဝန်ထမ်းဆောင်နေပါတယ်ခင်ဗျာယူမဘန်မှာကျွန်တော်တို့ဆယ်စုနှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့တဲ့နေရာမှာ IT ကနေကျွန်တော် operation တွေလည်းလုပ်ခဲ့တယ်တခြားတခြားသော business re engineering တွေစသည်ဖြင့်ပေါ့နော်အလုပ်မှာကျွန်တော်တို့အချိန်ပြည့်မဟုတ်ရင်တော့မှအချိန်အများစုကိုကျွန်တော်တို့ပေးခဲ့ပါတယ်ဆက်တလိုက်ကိုတုံးပြီးတော့ပထမဦးဆုံးပြည်တွင်းငွေလွှဲလုပ်ငန်းကိုလည်းပဲယူမဘန်ကလှုပ်ဆောင်ခဲ့တယ် product တွေစနစ်တွေတစ်ခုပြီးတစ်ခုတည်ထွင်ခဲ့တယ်။တနည်းအားဖြင့်ပြောရရင် creative innovation ကိုယူမဘန်ကအားပေးခဲ့ပါတယ်။ပြီးတော့ empowerment ပေးခဲ့တယ်။ဒီဟာမျိုးတွေကိုလုပ်တဲ့အခါမှာစိတ်ကြိုက်เนาะအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ဖွင့်ပြခဲ့တယ်။ implementation တွေလုပ်တဲ့အခါမှာဒီတလောက်ပြီးသွားရင် နောက်ထပ်တလောက်ပေါ့เนาะနေရာအမျိုးမျိုးကိုပြောင်းလဲပြီးတော့ကျွန်တော်တို့ exposure တွေ ပေးခဲ့တယ်။ဒါကြောင့်ရုံမပန်ရဲ့ကျွန်တော်တို့လုပ်ခဲ့တဲ့ဒီအခုဆိုရင်နှစ်20ကျော်30မှာပထမကျွန်တော်တို့ innovation တွေကို organization အားပေးတယ်။ဒုတိယကျွန်တော်တို့ရဲ့ empowerment လုပ်ကင်ခွင့်တွေပေးခဲ့တယ်။တတိယ governance teamwork တနည်းအားပြီးတနည်းအားကျွန်တော်တို့ကိုလုပ်ခွင့်ပေးခဲ့တဲ့၃ချက်ဟာရုံမပန်မှာကျွန်တော်တို့နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရတဲ့အဓိက အခြေခံအကြောင်းရင်းတွေဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကအလုတ်ထဲမှာအလုတ်လုတ်ရင်းနဲ့အမြဲတမ်းလိလာနေရပါတယ်ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့အလုတ်ထဲမှာကိုယ့်ရဲ့လက်အောက်ငယ်သာကိုယ့်ရဲ့ customer တွေစီကလည်းလိလာစရာတွေရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ walk personal life နဲ့ school တနည်းအားဖြင့်လိလာတဲ့เนาะဒီ manhine ၃ခုပေါ်မှာ ခိုင်ခိုင်မာမာယက်တည်ဖို့လိုပါတယ်ဒီလိုမျိုးလုံမလဲပဲကျွန်တော်တို့ကခေါင်းဆောင်တွေထွက်ပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့်ယုံမဗန်မှာရှိတဲ့ကျွန်တော်တို့ရဲ့ဝန်ထမ်းတိုင်းဟာအနာဂတ်အတွက်ကျွန်တော်တို့က people leader တွေပါအားလုံးဟာကျွန်တော်တို့ခေါင်းဆောင်တွေဖြစ်လာမှာပါဒီနေ့ဒီချိန်ဆိုရင်ယုံမဗန်ရဲ့တက်တန်းက32နှစ်ရှိခဲ့ပါပြီအဲ့တော့ဒီ32နှစ်အတွင်းမှာကျွန်တော်တို့ customer ဘောင်းပေါ့เนาะတန်ပေါင်းများစွာကိုလည်းပဲကျွန်တော်တို့ service ပေးခဲ့ပါတယ် ျွန်တော်တို့ယူမဘန်32နှစ်တိုင်အောင်တည်ရှိနိုင်ခဲ့တဲ့အကြောင်းရင်းကတစ်ခုပဲရှိပါတယ်ဒါကတော့ customer ပါ